အောင်သီနုကြောက်ကြောနဲ့ထန်းသီးကြောက်ကြောလေးလို့စားပါမယ်ရှင်။ Hello အားလုံးကမင်္ဂလာပါရှင်။ထန်းသီးကြောက်ကြောလေးအတွက်ထန်းသီးလေး၅လုံးသုံးထားပါတယ်။ပြီးတော့ကိုစားခြင်းနဲ့ပေါ့နော်ကိုထည့်ခြင်းနဲ့ပုံစံလေးတွေစီလီပြီးတော့စိတ်ထားပါမယ်ရှင်။ပြီးတော့အောင်သီနုကိုလည်းအဖက်ကလေးတွေထည့်ခြင်းနဲ့အတွက်အဖက်ကလေးတွေချထားလိုက်ပါမယ်ရှင်။ကြောက်ကြောလေးကြိုးကိုစားပြန်ပါမယ်။တယ်လီဖုန်းကြောက်ကြော 50g သုံးထားပါတယ်။တခြားကတော့ 1kg ပါ။ စာလဖတ်စာစွမ်းတစွမ်းနဲ့အုံးရီလေးနေငယ်ထဲမှာပေါ့နော်အုံးရီနဲ့ရေနဲ့က၄လီတာဖြစ်ကပါမယ်ရှင်ဒီညမှာအုံးရီမထည့်ခြင်းမဲနဲ့ရေပဲထည့်လဲရတယ်ပေါ့နော်ကျမကတော့အုံးရီလေးနေငယ်ရှိရတယ်အုံးရီလေးအနေငယ်ထည့်လိုက်ပါတယ်ရေဟိုက၃ဘူးနဲ့တဝက်ကြော်ကြော်လောက်ထည့်လိုက်တယ်ပေါ့နော်အားလုံးပေါင်းအုံးရည်နဲ့ရည်နဲ့အား၄လီတာဖြစ်ရပါမယ်ရှင်။ပြီးွားရင်တော့လုံးဝအဆက်မပြတ်ကို45မိနစ်တိတိအဲကျမတို့မှွေသွားလိုက်မယ်ပေါ့နော်။ တကယ်ဆိုရင်ကျွန်မအုံးရည်များများလေးသုံးချင်တာရှင်ဒါပေမဲ့အုံးရည်ကတိတ်မရှိရနဲ့ပေါ့နော်အုံးရည်နင်းနင်းလေးပဲရပါတယ်ဒါကြောင့်အုံးရည်အနေငယ်နဲ့ရည်လေးနဲ့ပေါ့နော်ရောပြီးတော့၄လီတာခန့်ကျွန်မတို့ထည့်ပြီးတော့အဆက်မပြတ်မှုသွားပါပဲရှင် ကြောက်ကြောက်ကြော်ရတာအရန်ကိုမှလွယ်ကူပါတယ်ကျမတို့ဒီမှုရတဲ့အချိန်ပဲနည်းနည်းပြင်ပန်းတာပေါ့နော်အဲ45မိနစ်လောက်စတိုက်လေးမှုတဲ့အခါကျလို့ရှင်ကြောက်ကြောလေးကမမတောက်တောက်လေးနဲ့အရန်ပဲစားလို့ကောင်းတာကြောင့်ဒီမှုတဲ့နေရာမှာတော့ကျမတို့ပြင်ပန်းတာပေါ့ရှင်45မိနစ်လောက်စတိုက်လေးမှုသွားပြီးရေနော်ကျမတို့ဂျန်နာကတော့အလုံးမရှုပ်တော့ဘူးပေါ့နော်လောက်စားရတာလဲလွယ်ကူတယ်မြ мян ဆန်ဆန်နဲ့လဲလောက်စားလို့ရတဲ့ခါကြတော့လေခဏခဏလေးကြောက်ကြောက်တူစားဖြစ်ပါရဲ့ရှင် ကဲ45မိနစ်လောက်ကျွန်တော်တို့စတိုင်းဝေပြီးပြီဆိုရင်တော့ကျွန်တော်တို့အအုံပြုမဲ့ဘန်လေးတွေကိုခွဲထည့်ပါမယ်ရှင်။ကျွန်မကတော့အုံဒီနူအတွက်ကြောက်ကြောကတော့ဘန်ကြီးလေးတုံးလိုက်ပါတယ်။ထန်းဒီအတွက်ကတော့ဘန်အသီးလေးပဲတုံးထားပါတယ်ရှင်။ဒီအုံသီးနူကြောက်ကြောလေးရဲ့ထန်းသီးကြောက်ကြောလေးရာလေးအရန်ကိုမစားလို့ကောင်းပါတယ်ရှင်စားလိုက်တဲ့အခါမှာပါစက်ထဲမှာထုတ်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 နေပေါ့နော်အရန်ကိုမစားလို့ကောင်းပါတယ်ရှင် ကြောက်ကြောရည်လေးတွေကိုကျမတို့ဘန်းနဲ့ထည့်ပြီးပါပြီဆိုလို့ရှိရင်တော့အရင်ဆုံးအုံသီးလေးတွေထည့်လိုက်မယ်ပေါ့နော်အုံသီးတစ်ပန်းထန်းသီးတစ်ပန်းပြုလုပ်မှာဖြစ်ပါတယ်ရှင် အုံသီးသုံးတဲ့ပုံစံကတော့မိမိစိတ်ကြိုက်ပါနော်ကျမတို့ကတော့အဖက်ကြီးကြီးလေးတွေလိုချင်တဲ့အခါကျတော့အဖက်ကြီးကြီးလေးတွေချစ်ထားပြီးတော့ထည့်လိုက်ပါတယ်ရှင်ကြောက်ကြောလေးကလည်းမမတတောက်လေးနဲ့ဆိုတော့လေအုံသီးလေးကလည်းနုနုလေးနဲ့ဆိုတော့ထုတ်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 နဲ့အရှမ်းကိုမစားလို့ကောင်းတာပါပဲရှင်အုံသီးလေးတွေကို200အနှံ့ပေါ့နော်ထည့်လိုက်ပါမယ်ရှင် ဖူကာလာထည့်စင်တဲ့သူကတော့မိမိစိတ်နဲ့တက်တဲ့ဖူကာလာပေါ့နော်အယောင်လေးထည့်လို့ရတယ်ပေါ့နော်ကျမကတော့ဒီနေ့အယောင်လေးမထည့်ပဲနဲ့ဒီတိုင်းတည်တံ့လေးပဲလုပ်လိုက်ပါရရှင်။အုံဒီကြောက်ကြောက်အတွက်ကျမကအုံဒီလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့ထန်ဒီကြောက်ကြောက်အတွက်ထန်ဒီလေးတွေစိတ်ထားတာလေးလည်းထည့်လိုက်ပါမရှင်။ဒီထန်ဒီကလည်းကျမတို့ထန်ဒီကလည်းအများကြီးသုံးထားတဲ့ခါကြတော့လေစားလိုက်တိုင်းလေးထန်ဒီလေးတွေဝါမိပြီးထုတ်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 နဲ့အရန်စားလို့ကောင်းတာပါပဲရှင်။ဒီထန်ဒီကြောက်ကြောက်ကကျမတို့ ready made ထန်ဒီကြောက်ကြောက်ထုတ်ရှိတဲ့ ပေါ့နော်ဒါပေမဲ့အဲ့အထုပ်တွေကိုကျွန်မမချိန်ပါဘူးရှင်အရန်ကိုချိုးပြင်းမိတဲ့အတွက်ပေါ့နော်လုံးဝမချိန်ပါဘူးဒါပေမဲ့ဒီကိုဘာသာကိုအိမ်မှာကြိုးစားတယ်ဒီသန်းသီးကြောက်ကြောလေးတွေကအရန်စားလို့ကောင်းတာပါပဲရှင် အချိုးကလည်းကိုစိတ်ကြိုက်အသုံးပြုလို့ရတယ်ပေါ့နော်ဒီနှပန်းကတော့ညာရဲကကြိုးထားတဲ့အတွက်တညာသိပ်ပေါ့နော်တညာထားလိုက်ပါမယ်ရှင်အေးခံထားလိုက်ပါမယ်ဒါကတော့နောက်တနေ့မနက်မှာ ကြောက်ကြောလေးတွေရသွားပြီပေါ့နော်ကြောက်ကြောလေးရမှာမတောက်တောက်ကလေးတွေနဲ့လုံးဝစားချင်စပွဲလေးတွေပေါ့နော်အယောင်လေးတွေမထည့်ထားပြင်မယ်အယောင်ကိုမှစားလို့ကောင်းပါတယ်ရှင်ထန်းသီးကြောက်ကြောလေးကိုလည်းလေ ready made ထန်းသီးကြောက်ကြောအစားဒီလိုမျိုးကိုပါတာကူပေါ့နော်ထန်းသီးလေးတွေဝယ်ပြီးလှုပ်ရှားကြည့်ပါပေါ့နော်အယောင်ကိုမှစားလို့ကောင်းပါတယ်ရှင်ကျမအချိုတအားမကြိုက်တဲ့သူဖြစ်တဲ့ခါကျတော့လေအချိုပေါတာလေးကိုပို့ပြီးသဘောကျတာပါရှင်။ အချို့ကြိုက်တဲ့သူတွေအတွက်ကတော့ readymade ထန်းသီးကြောက်ကြော်လေးရလဲစားလို့အရန်ကောင်းပါတယ်နော်ကျမရဲ့ YouTube channel လေးကစားသောက်နေပတ်သက်တာတွေကိုစစမပြတ်တင်ဆက်ပေးသွားမှာမို့လို့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးလို့တောင်းဆိုပါတယ်နော် video လေးတွေကိုသဘောကျတယ်ဆိုရင်လည်း like and share လုပ်ခင်နိုင်ပါတယ်ရှင်ကျမရဲ့ video လေးတွေကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီကြောင့်ကျွန်တော်ထူနီလေးကအရန်ကိုပဲလွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုအသစ်လေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရစေနော်။နောက်ထပ် Flory မှာပြန်တွေ့ပါမယ်။အားလုံးပဲ Bye bye ။